ည်းအားလုံးပဲမင်္ဂလာပါဗျဒီရသည်အစောပိုင်းဒုံကသာ NSLot တယောက်ရှုံးမွေးတွေဆက်ပြီး PR တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောခဲ့ရင် Liverpool ပြည်သက်တွေကရည်ကြမှာပါ အခုတော့နွေရာသီကခေါ်ထားတဲ့ကစားသမားတွေရဲ့အသုံးစရာအကြောင်းဖိအားတွေများခဲ့သလိုနာမည်ကြီးအန်ဖီကွင်းကလည်းပြိုင်ပွဲတွေဟီဟာလှုပ်ဆရာနေရာကြီးဖြစ်လာလို့အခုဆိုလီဗာပူးပရိသတ်တွေကိုယ်တိုင်ကအန်ဆလော့ကိုထွက်သွားဖို့မောင်းထုတ်နေကြပါပြီလီဗာပူးသင်းပိုင်ရှင်တွေကတော့ဆလော့ကိုဒီဇင်ဘာကုန်ထိအချိန်ပေးမယ်လို့ပြောထားပြီးအဲ့ဒီအချိန်အထိမှအခြေအနေတွေပြန်ကောင်းမလာပဲဆယ်ပိုင်ကုန်းကနေကြော်ပြီးမော်ဝီပဲရောက်သွားမယ်ဆိုရင်ရာယူရိုင်းထုတ်ပြသွားတော့မှာပဲဖြစ်ပါတယ် ကဲလို့ NS log ကိုသာထုတ်ပယ်ခဲ့ရင် Liverpool ကို깟တွယ်နိုင်တဲ့ထိပ်တန်းနီးပြားတွေကလည်းအများအပြားရှိနေပါတယ်။အဲ့ဒီထဲကရေပန်းစားဆုံးနီးပြား၁၁ဦးကိုဖော်ပြပေးလိုက်ပါတယ်။ နံပါတ်7ကတော့စတီဗင်ဂျယ်ရက်ပါလီဗာပူးရဲ့ကန်ဝင်ကစားသမားဖြစ်ခဲ့တဲ့စတီဗင်ဂျယ်ရက်ဟာလက်ရှိမှာအသင်းလက်မဲ့ဖြစ်နေပြီးနောက်ထပ်ကင်ထွေရမယ့်အသင်းကိုရှာဖွေနေတယ်လို့မကြသေးမီကဝန်ခံထားပါတယ်ဂျယ်ရက်အတွက်အန်ဖီကိုနီးပြအဖြစ်ပြန်လာခွင့်ရခဲ့မယ်ဆိုရင်လှပရဲ့ဇလန်တဘုတ်ဖြစ်လာမှာဖြစ်ပြီးနီးပြဘောကအောင်မြင်မှုဖြစ်ရိန်ဂျာနဲ့အတူစကော့တလန်ပရီးမီးယားရှစ်ကိုရယူထားနိုင်ခဲ့ပေမဲ့အက်စတွန်ဗီလာနဲ့ LLD ဖတ်တို့မှာတော့အောင်မြင်မှုတွေမရခဲ့ပါဘူး လီဗာပူးရဲ့အလွန်အားကောင်းတဲ့ဆွနယ်မှုကကျွဲအတွက်မငင်းပဲ့နိုင်စရာအချက်တစ်ချက်ဖြစ်ပြီးရာသီကုန်ပြီးအစမ်းခန့်အနေနဲ့ခန့်အပ်မယ်ဆိုရင်တော့နှစ်ဖက်စလုံးအတွက်အရှုံးမရှိနိုင်ပါဘူး။နံပါတ်10ဆာဖာဗီဂရက်စပိန်ကနဝင်ကွင်းလှည့်ကစားသမားဂွာယိုလာချီယာကိုလိုက်နေနိုင်တဲ့ဥရောပရဲ့အကောင်းဆုံးလူငယ်နီးပြားတွေထဲကတအူဖြစ်လာနေပါပြီ။စီးရီးမှာအသင်းငယ်လေးကိုမုန်းတဲ့သူအထင်ကြီးစရာရလဒ်တွေကိုယူပြနေပါတယ် ဒါကြောင့် Fabregas အနေနဲ့သူပူရဲပိုင်ရှင်ဖြစ်ပိုင်ဆိုင်ထားတဲ့ကိုဘော်ကိုရာသီလယ်မှာထားခဲ့ဖို့ကခက်ခဲမှဖြစ်ပေမဲ့ Spain လူမျိုးနီးပြအနေနဲ့ချိန်ချိန်မှာတော့အင်္ဂလန်ကိုပြန်လာပြီးနီးပြလို့ကိုလုတ်ကိုင်းသွားမှာကတော့ကြီးလက်ခတ်မလွဲပါပဲ။သူရဲ့ကစားရတဲ့ Premier League အတွေ့အကြုံက Africa တောင်ဝင်ရှိသူတွေကိုသဘောတွေ့ရအခြေချင်းတွေဖြစ်ကြိုက်တွေ့လို့နေကြပါတယ်။ နံပါတ်6စီဒန်တသက်သာအကောင်းဆုံးကစားသမားတွေထဲကတဦးဖြစ်တဲ့စီဒန်ဟာလူစင်းကကစားသမားတွေအားလုံးရဲ့လေးစားမှုကိုခံရသူဖြစ်ပြီးပိုပြီးရေးချီတာကအမွေရစိတ်သက်ကိုယူဆောင်လာပေးနိုင်တဲ့နည်းပြမျိုးပါ ပြည်သူလူမျိုးနီးပြ Real Madrid ရဲ့ပထမဦးဆုံးနီးပြသက်တမ်းမှာ La Liga ဖလားနှလုံးယူခဲ့ပြီး Champions League ဖလားကိုလည်း၃နှစ်ဆက်တာရယူထားနိုင်ခဲ့ပါတယ်။လက်ရှိတောင်ဝင်ယူကြိုက်တွယ်နေတဲ့အသင်းမရှိဘဲအနားယူနေတဲ့ Zidane ဟာ Liverpool ရဲ့ FA Queen ကိုသဘောကျနှစ်ချိုက်ကြောင်းထုတ်ဖို့ပြောဆိုခဲ့မှုပါတယ်။အသက်53နှစ်ရွယ်နီးပြအတွက်ကတော့2021မေလနောက်ပိုင်းနီးပြအလုပ်ကိုပြန်လည်လုပ်ကြိုင်ဖို့ပြည်ပြည်ဆောင်တဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာကတော့အသေးချာပါပဲ။ အရှစ်ပိုချက်တီနိုလက်ရှိ USA လရွေးစင်နီးပြပိုချက်တီနိုကပရီးမီးယားလိအထွေချုပ်အများအပြားရှိပြီးဆော့သတန်စပါနဲ့ချဲဆီတို့အသင်းတွေကိုကင်တွယ်ခဲ့ဘူးပါတယ်။အာဂျင်တီးနားလူမျိုးနီးပြဟာ PSG နဲ့လိဖလာအောင်မြင်မှုတွေရယူပေးထားနိုင်ခဲ့ပါတယ်။ဒါမဲ့နွေရာသီ2026ကမ္ဘာဖလားအတွက်အင်ရှင် USA အသင်းကိုကြိုတင်လေ့ကျင့်ပြင်ဆင်ပေးနေလို့ရသည်လင်မောပြောင်းရွှေ့လာနိုင်မှာမဟုတ်ပဲအကယ်၍အင်ရှင်တွေကမ္ဘာဖလားပြိုင်ပွဲကနေထွက်ခွာခဲ့တဲ့အချိန်ကြာရင်တော့အင်္ဂလန်ကိုပြန်လာဖို့အတော်လေးဖြစ်နိုင်ခြေရှိနေပါတယ်။နံပါတ်9ဇာဗီ ဘာစီလိုနာဂန်နဝင်ဇာဗီကကာတာနဲ့စပိန်မှာလီဖလာတွေရယူထားနိုင်ခဲ့ပြီး2024မေလတုန်းကတော့ဘာစီလိုနာဘုတ်ဖွဲ့နဲ့ပြဿနာတက်ပြီးလမ်းခွဲခဲ့ပါတယ်။လမ်းခွဲပြီးနောက်ပိုင်းအသင်းလက်မဲ့ဖြစ်လို့နေပါတယ်။ဘလုံးပိုက်ဆိုင်မှုအတာပိတက်ရှိကစားပုံကိုအားတန်တဲ့ကစားခွဲကြောင့်ဇာဗီကိုအန်ဖီကတောင်းဝင်ရှိသူတွေကြားမှာသဘောကျနှစ်ချိုက်သူများပြီးတတိယနေ့ကလည်းစပိန်လူမျိုးနီးပြအင်္ဂလန်ကိုပြောင်းရွှေ့ပြီးပရီးမီယာလိဂ်နီးပြလာလို့ချင်တယ်လို့ဖော်ပြနေပါတယ်။ဘာစီလိုနာလိုကမ္ဘာထိပ်တန်းအသင်းကိုအောင်မြင်မှုချို့ရရှိအောင်ကင်တွယ်ခဲ့မှုတဲ့အတွေ့အကြုံရှိရာကြောင့်လီဗာပူးနီးပြဖြစ်လာဖို့ ို့အတွက်အခက်အခဲတော့သိရှိနေမှာမဟုတ်ပါဘူး။တစ်ချောက်မာကိုစေးပါမာကိုစေးပါကဖူအန်းမှာလှုပ်ဆောင်နေတဲ့အလုပ်တွေကြောင့်ကြီးမားတဲ့ဂုဏ်သတင်းကိုပိုင်ဆိုင်ထားသူဖြစ်ပေမဲ့လည်းဝက်ဖိုးနဲ့အေဗာဒန်နီးပြဟောင်းကအမြင့်ဆုံးအဆင့်တန်းမှာရှိနေတဲ့အသင်းတွေနဲ့တော့အဆန်းသက်မခံဘူးသေးပါဘူး။ပြည်သူလူမျိုးနီးပြားဒီຫນွေမှာဖူဟန်နဲ့စာယုတ်တတန်ကုံဆုံးတော့မှာဖြစ်ပြီးစာယုတ်တတန်အစ်စ်ကံလန်းခံရသူလည်းဖြစ်ပါတယ်လက်ရှိချန်ပီယံတွေကလာကံလန်းလာရင်စာယုတ်တတန်မပြေခင်ရာသီလေမာရဲ့ပြောင်းရွှေ့လာမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပေမဲ့ရုံးကန်နေရတဲ့လီဗာပူးကို မာကိုဆေးဗားလိုအသင်းကြီးမကင်တွေ့ဘူးတဲ့နီးပြားကအကောင်းဆုံးပုံစံရအောင်လုပ်ပေးနိုင်ပါမလားဆိုတဲ့မေးခွန်းတွေကတော့ရှိနေမှာပဲဖြစ်ပါတယ်။ Julian Nagelsmann Julian Nagelsmann ကကလော့ထွက်သွားပြီးရဲ့နောက်ပိုင်းနီးပြားသစ်ရှာပွဲချိန်မှာ Liverpool သင်းတာဝန်ရှိသူတွေကနီးပြားလောင်းဖြင့်ယူဆခြင်းခံရသူဖြစ်ပေမဲ့ Jamie Lloyd ရဲ့အသင်းနဲ့ပဲဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါ။ Leipzig နီးပြဟောင်းဟာသူ့ရဲ့နီးပြပိုင်းထမြက်မှုကြောင့်မကြာခဏချစ်ချစ်မှုတွေခံခဲ့ရပြီးဥရောပထိပ်တန်းအသင်းကြီးအများပြားရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရသူပါ Liverpool အသင်းအနေနဲ့ Vax, Isaac, EKTK နဲ့ဆာလာတို့ကိုတစုတစည်းနဲ့စုပေးနိုင်မဲ့နီးပြမျိုးလိုအပ်နေတယ်ဆိုရင်တော့ Nagasman နဲ့ Quetti ပါပဲဒီပပူးသင်းအနေနဲ့ Vex is a EKTK ဆာလာတို့တစုတစည်းနဲ့စုစည်းပေးနိုင်မဲ့နီးပြမျိုးလိုအပ်တယ်ဆိုရင် Nagasman က Quetti and Guy လူမျိုးပါပဲကဲမကောင်းတာက Nagasman ကဒီနေ့စကဂျာမီနဲ့2028ထိစာရုံးသက်သန်ချိုးဆိုခဲ့တာကြောင့်လက်ရှိမှာတော့ခေါ်ယူဖို့မလွယ်ကူတော့ပါဘူး Dembele, Unai, Emery Aston Villa ကို Liverpool ကနေဝင် Steven Gerrard ကနေဆက်ခံခဲ့တဲ့ Unai Emery ကဥရောပထိပ်တန်းနီးပြရတဲ့ကတအူးဖြစ်တိုးတက်လာခဲ့ပြီးစောသာထွက်ခွာခဲ့ရင် Liverpool စဉ်းစားရမယ့်နီးပြရတဲ့ကတအူးဖြစ်မှာအသေးချပါပဲ။ Spain လိုမျိုးနီးပြဥရောပမှာ Sevilla, Villarreal တို့အသင်းတွေကိုအမေမူရီရယူပေးစားနိုင်ခဲ့သလိုပရီးမီးယားလိအတွေ့အကြုံလဲကျွေးဝါတာကြောင့် Liverpool ရဲ့တင်းတော်တဲ့နီးပြဖြစ်ပြီးသူရဲ့လင်းနေတဲ့ကစားဟန်က Villa လိုအလေလက်အသင်းကိုတိုးတက်စေခဲ့ပါတယ်။ ဒါမှလည်းအမ်ရီတယောက်အာဆင်နယ်နဲ့ဆိုးရတဲ့အချိန်ကာလတွေကိုပိုင်ဆိုင်ခဲ့တဲ့အတွက်လီဗာပူးပရိသတ်တွေကတော့အသင်းနဲ့တင့်တော်ပါမလားလို့မေးခွန်းထုတ်ကြမှာပါ။ဖီလာကလည်းဦးနိုင်ကိုအသင်းမှာဆက်ထားဖို့တွန်းအားပေးလှုံ့ဆော်လာနိုင်ပြီးချင်းသေးတာကတော့ရာသီအလယ်ကြီးမှာထွက်ခွာဝင်ပေးလောက်မှာမထင်ပါဘူး။ နံပါတ်3အိုလီဗာဂလက်စနာစလောသာအထုခံရတဲ့ယုတ်တိအတန်ဆုံးနီးပြတဲ့ခန့်မှုကအိုလီနာဂလက်စနာပဲဖြစ်ပါလိမ့်မယ်။ပယ်ရစ်ကို2024မှာရောက်လာပြီးကတည်းကအော်စတီးယားလူမျိုးနီးပြဟာအီဂယ်တွေကိုဘဝသက်တစ်ခုယူဆောင်လာပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ခရစ်စတယ်ပယ်ရစ်နဲ့ FA Flora Community Dine အောင်ပွဲတွေကလည်းဂလက်စနာကဘလောက်ထူးချွန်တဲ့နီးပြလဲဆိုတာသက်သေခံနေပြီးဆဲလ်ပတ်ကအနာဂတ်ကလည်းဒီနှစ်ရာသီဆိုင်ဟုတ်သက်တမ်းကုံဆုံးတော့မှာမဟုတ်မရေမရဖြစ်နေတာကြောင့်လီဗာပူးစာတကားခောင်းရင်ကောင်းချင်းဖို့အစဉ်အသင့်ရှိနေတဲ့အတိတ်ပဲဖြစ်ပါတယ်။ ်တိုနီအီရာအိုလာလီဗာပူးကနောက်ထပ်လက်ရှိပရီးမီးယားလိမှာနီးပြနေတဲ့နီးပြရတွေကခံထားခြင်းနဲ့ဆိုရင်ဘုံမောက်နီးပြ အီရာအိုလာကသူ့ရဲ့ပြင်းမဲ့စင်းထဲမှာရှိနေမှအသေးချပါပဲစပိန်လိုမျိုးနီးပါးဟာချယ်ရီကိုထိတ်တန့်အသင်းကြီးတွေကြောက်ရတဲ့အသင်းဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပြီးစိတ်လုံချစရာပေါ်လုံးကစားမှုနဲ့သူတို့ထက်အင်အားကြီးတဲ့အသင်းတွေကိုအနိုင်ယူပြနေတာဖြစ်ပါတယ်လက်ရှိဘုံမောက်အသင်းဟာနွေရာသီတုန်းကဒင်းဝိုင်ဇန်ဇဲဘယ်ကြီးအပါအဝင်အဓိကကစားသမားအများအပြားဆုံးရှုံးထားခဲ့ပေမဲ့လည်းပုံပြမသွားပဲဆက်လက်အားကောင်းနေပြီးအီရာအိုလာအနေနဲ့လီဗာပူးကမ်းလှမ်းမှုကိုညှင်းပယ်နိုင်ဖို့ခက်ခဲမှာဖြစ်ပါတယ် ဖြစ်ကတော့လီပါပူးလို့ရဲ့အချစ်တော်နီးပြကြီးရာချန်ကလော့ပါအတင်းချောင်းကောင်းကောင်းတိပြီးသားလိုပဲပြန်ခေါ်ခြင်းနဲ့ဆိုရင်ကလော့ကိုပြန်ခေါ်တာကမှအတိပဲရှိတဲ့ခေါ်မှုဖြစ်ပါလိမ့်မယ်။ဂျာမန်လူမျိုးနီးပြအန်ဖီမှာအလွန်ကောင်းမွန်တဲ့900တီကိုပိုင်ဆိုင်ခဲ့ပြီးဂျိုးဂျာနီတွေအတွက်အင်္ဂလန်မှာရောဥရောပမှာပါအကောင်းဆုံးအသင်းတွေကတင်းဖြစ်အောင်ပြန်လဲပြောင်းလဲပေးနိုင်ခဲ့တာပါ။ တော့ပြန်လာနိုင်ရေကိုပို့ပြီးအားကောင်းစေတာကအင်တာဗျူးတစ်ခုမှာအင်္ဂလန်အသင်းဆိုရင်လီဗာပူးကလွယ်ပြီးဘယ်အသင်းမှနီးပြမဟုတ်ပဲပရီးမီးယားလိပြန်လာရမယ်ဆိုရင်တော့လီဗာပူးတို့ပဲဖြစ်လိမ့်မယ်လို့ပြောဆိုခဲ့တဲ့မှတ်ချက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာကလော့ကလီဗာပူးနီးပြပြန်ဖြစ်လာဖို့ရေပန်းအစားဆုံးဖြစ်နေပြီးလီဗာပူးပရိသတ်တွေကလည်းကလော့ကိုအန်ဖီမှာပြန်မြင်ရရင်အရန်ပျော်ရွှင်ကြပါလိမ့်မယ်။